မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေဗုဒ္ဓဘူးရာဝတ္တမီမိတ်ဆွေအားလုံးအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်ကြပါစေလို့ဆရာကမေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့မှာတော့ဆရာက2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ကနေ21ရက်နေ့ထိဒဗက်စာဖြစ်ပေါ်လာမဲ့ကာဂျင်မာဖော့စလန်ကိုဆရာမိတ်ဆွေတွေကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဗုဒ္ဓဘူးရာဝတ္တမီမိတ်ဆွေအားလုံးဥစွာပထမအဆက်ဆက်ရရအစင်ပြီးအောင်မြင်ကြပါစေကြောင့်ဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုတာအပ်ပါတယ်ခင်ဗျာ ဒီတပတ်စာပါတော့တော့ကိုဆရာကဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတွေအတွက်ဟောကြားပေးมาဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာလေးဆရာကိုမှတ်မိကြပါအောင်ခင်ဗျအကျေးဇူးတင်ပါတယ်ဒီနေ့တော့25ခုနှစ်12ရက်နေ့ကနေ21ရက်နေ့ထိဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကိုအေးချမ်းကျင်တဲ့စိတ်ကြီးငြိမ်းချမ်းကျင်တဲ့စိတ်ကြီးဖြစ်ပေါ်နေတဲ့မိမိတို့အနေနဲ့ငါရဲ့မိသားစုဘဝမှာရှေ့ချောက်ပြီးတော့ဘလို့နေထိုင်အေးရင်အေးချမ်းမလဲဆိုတာမျိုးနဲ့အဲတယောက်နဲ့တယောက်ဘူးနဲ့ဘူးဘလို့အဆင်ပြေအောင်ရှေ့သူဆောင်ရွက်လှုပ်ဆောင်မလဲဆိုတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတော့ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့နဲ့ဗုဒ္ဓကုရအောင်တာသမီးတွေနဲ့မိမိတို့အနေနဲ့လက်ရှိကာလအတိုင်းလာတယ်မှာဆိုလို့ရှိရင်တော့မိသားစုနဲ့ပတ်သက်ပြီးတော့အရှိပေးခြင်းနဲ့စိတ်တွေမိသားစုပေါ်မှာသတိရနေတဲ့စိတ်တွေငြိမ်းချမ်းမှုနဲ့အေးချမ်းမှု PO1 အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုအလိုရှိနေတော့ပတ်တာကာလပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိသားစုကိုအရှိပေးခြင်းသို့မဟုတ်လို့ရှိရင်လည်းနွန်းနွန်းထွေးထွေးကြည်ကျင်နာရဲ့ဝန်ဝန်နဲ့ကိစ္စတစ်ခုခုကိုအဖြေရှာပြီးတော့အောင်မြင်ရတဲ့စိတ်မိသားစုအိမ်တွင်းကိစ္စတွေမှာတူးနဲ့တူးနားလည်မှုလွဲနေတာဒီအပတ်တာကာလဟာအရာရာကိုတူးနဲ့တူးနားလည်မှုရှိပြီးတော့ခံကောင်းစီရင်ရှစ်လို့ဆောင်ရလွတ်ဆောင်တင်တော့ အပ္ပဒါကာလအပိုက်ချာဖြစ်ပါတယ်ခင်ဗျအလုတ်က အလုတ်ကိုင်းနဲ့ပတ်သက်ရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတယ်ဆိုတဲ့ကံမျိုးဖြစ်တဲ့အရာရာကိုလုပ်ငန်းနဲ့ပတ်သက်ရင်ကိုမပါရင်မပြီးကိုနေရာလဲကိုမပါရင်မပြီးဂျီနီယာလဲကိုမပါရင်မပြီးတာမျိုးကိုပါမှပြီးနေတော့ကိုပါတာလေးတွေဖြစ်နေတတ်ပေမဲ့လို့အရာရာလုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်ရင်တော့ဖီအားနည်းငယ်များတော့အပတ်တာဖြစ်ပြီးတော့လုပ်ငန်းကိစ္စအလုတ်ကိစ္စမှန်တော်များကိုလည်းခေါင်းသခေါင်းရုပ်ဆောင်လေးရတာမျိုးလေးတွေအာတနေရာမှာတပည့်လက်သားကိုခိုင်းတော့လဲစိတ်မချရတာမျိုးအထက်လူကြီးရဖီအားလေးတွေအနည်းငယ်ကြုံတွေ့ရတတ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်ရင်တော့အဲချစ်တိုးဆောက်ရွက်ပြီးတော့အရင်ဒီအားစိုက်နေတာမျိုးထက် ပုံမှန်အတိုင်းသာလေးနဲ့ပဲတိုးတက်အောင်ဆွမ်းဆောင်ပြီးတော့မှကံရဲ့အတက်ပိုင်းလေးရောက်မှသာအားသာပြီးတော့အားသူခွန်ဆိုင်ယောက်ျားသူဇွဲဒေဂါမရှော့ဆိုလိုလိုပဲအားသူခွန်ဆိုင်ကြိုးစားရင်လိုအပ်ပါတယ်ဒါအပြင်လုပ်ငန်းတိုးချဲ့ခြင်းတွေဒီကာလမှာမပြုလုပ်တင်ပါဘူးလုပ်ငန်းနဲ့ပတ်သက်လို့အစ်တတိုးချဲ့ခြင်းတွေကိုပုံမူပြီးတော့အဲသတိထားစီနေရမယ့်ကာလဖြစ်ပြီးတော့လည်းမှရှိနေတဲ့အရာတွေအားလုံးကိုဟောအုံငနေခြင်းငနေတိုင်းငနေဟိုင်းနေဟိုရင်းလိုက်တာမျိုးတွေဒီမှာတော့ ပြန်တရားရဲ့ပြီးမှမှုတွေအားနည်းစီပြီးတဲ့အခါအလောင်းစားနဲ့ပတ်သက်တာမျိုးတွေအပြော်ဘားနဲ့ပတ်သက်တာမျိုးတွေသတိထားဆင်ခြင်ပေးရပါမယ်ခင်ဗျာလူလိန်ခံရတာမျိုးတွေဝေကြီးနဲ့ပတ်သက်လာရင်တွေ့တလဲကြက်တခုဆိုတဲ့ကိစ္စလေးတွေမှာတော့သတိပြုဆင်ခြင်ရတော့တော့လူဝသောကာလာပိုင်ချဖြစ်ပါတယ်အမွေကိစ္စတွေအမှုကိစ္စတွေအိမ်လူရေးကိစ္စတွေမိသားစုရေးကိစ္စတွေမှာဖြစ်နိုင်ကိုပါဝင်ဆောင်ရွက်တာမျိုးဟာအားနည်းစီတော့အပတ်တကာလာပိုင်ချဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အမိသားစုကိစ္စအိမ်လူရေးကိစ္စအမွေကိစ္စအမှုကိစ္စလို့ဖြစ်နိုင်အဲအတက်နိုင်ဆိုကိုကခြောင်တင်နိုင်တယ်လို့ခြောင်လိုက်တာ ကောင်းမှုမိတဲ့အခါတကယ်လို့ကိုကမနေနိုင်လို့မှဝင်ပြီးတော့ ထောက်လိုက်ကမှကိုဘောပြစ်တေလာတင်လာတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးတွေကိုသတိထားဆင်နေပေးရအတွက်တော့လိုအပ်သောလဖြစ်ပါတယ်ခင်ဗျာယာရုလုပ်ငန်းခီးသွွားနဲ့ပတ်သက်ရင်တော့ကောင်းပါတယ်ပတ်စပို့လုပ်ငန်းတွေရဝေးခီးသွွားနဲ့ပတ်သက်တာတွေဗီဇာလုပ်ငန်းတွေနိုင်ငံခြားခီးသွွားဒီပရနဲ့ပတ်သက်တာမျိုးလေးတွေရှေ့သို့ဆောင်ရွက်လုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်ပေမဲ့လို့နိုင်ငံခြားကော်ပိုးအတွက်ပညာရေးနဲ့ပတ်သက်လို့တင်နန်းလို့ပကြီးလို့ဗပုလို့ဘာသာစကားလို့တင်နန်းလုံးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးငါအားဆိုင်မှုအားနေနေတာမျိုးလေးတွေငကွားရပုံမှုအားဆိုင်ခါမှအာသာနဲ့ကာလဖြစ်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့အတုံးချတဲ့ခါမှမိတ်ဆွေတို့နေနဲ့ အပေါင်းအသင်းကိစ္စလေးတွေကြောင့်လူငွေကိစ္စလေးတွေကြောင့်အစိတ်မကြည်မနေဖြစ်ရတာမျိုးမျိုးကြောင့်ပညာရေးမှာရည်မှန်းထားတာရရှိဖို့အတွက်ဆိုရင်တော့ပြင်းပြင်းထန်ထန်လုပ်ခါမှရမယ်လားဖြစ်တဲ့အကြောင်းလေးထပ်လောင်းပြောကြားလိုက်ရသည်ခရီးသွားကိစ္စတွေအကျိုးပေးပါတယ်ရဝေးခရီးသွားနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်နေရာခိုင်ရင်းအသစ်အပြောင်းလဲအသစ်တွေနဲ့လှုပ်ဆောင်တာမျိုးလေးတွေအစီအစဉ်တစ်အကြံစီတစ်တွေကိုတိုးချဲ့လှုပ်ဆောင်ရင်လက်ရှိကာလဟာကောင်းမွန်ခြင်းတိုးတက်ခြင်းတွေရရှိမဲ့အပတ်တာကာလပိုင်းချဖြစ်ပြီးတော့အဟောင်းကြီးကိုပဲ အဲအစီအမီအောင်ကြိုးစားနေတာတက်စားလို့ချင်းရဲ့အတစ်ကလေးတွေစတင်ပြီးတော့ကြိုးစားဖို့အကြံစီလေးတွေချမှတ်ပြီးတော့ညှိနှိုင်းဆောင်ရွက်လှုပ်ဆောင်လိုက်ရင်ဒါရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းအလဲနဲ့တိုးတက်ခြင်းမျိုးဂျိတ်တွေရရှိမဲ့ခါလာတွေတာတို့ကာလအတွင်းမှာပဲမိမိအတွက်ကိုအဲအကျိုးရလဒ်တွေဖြစ်ထွန်းစေမယ်အပတ်တာကာလအပိုင်းချခေတ်ကြောင်းထက်လောက်ပြောကြလိုက်ရသည်ခင်ဗျာကျမကြီးကျမကြီးနဲ့ပတ်သက်ရင်တော့ 我会借埋佢个面，我冇会借埋人哋。就系四廿六个边咯，会个面系好艰难到。诶，外景系不得嚟，我会诶正系个内话嘅，所以我阿爸冇咩希望，就系自己打尿，唔系不得打尿啲啲，理解啦。 ်ပြီးတဲ့အခါမှာမိတ်ဆွေတို့နဲ့ကျမ်းမာရင်းနဲ့ပတ်သက်လို့ရှိလို့ရှင်မိတ်ဆွေတို့ရဲ့အကျော်တို့နော်ဆနာတို့ပေါ့အည်ပြားတို့ရာနာလားတို့အသွေးသားနဲ့ပတ်သက်ပြီးတော့ allergic ဖြစ်တဲ့ကျမ်းမာရေးလေးတွေဖြစ်တတ်တာလို့ရှင်ကျန်တာဗမာစတီဝေးမရှိပါဘူးအဲပြိုရွယ်သူများတော့မရှိပါမယ်အသက်အားဖြင့်60နဲ့တနည်းအထက်အသက်ကြီးမှုမိတ်ဆွေများအနေနဲ့ကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာတော့အဲသတိပြုပါအထူးသဖြင့်ဘလို့ရာမျိုးတွေမှာသတိပြုရမလဲဆိုတော့မိတ်ဆွေတို့အနေနဲ့နော်ဆနာတို့ပေါ့ချက်ောက်တို့ဒူးတို့နဲ့ပတ်သက်တဲ့အရာလေးတွေမှာတာမန်ထပ်ပို့ပြီးတော့သတိပြုစင်ညာလိုအပ်ပြီးတော့အဲ အသက်ရွယ်လေးရလာတဲ့ခါမှာကျန်းမာရေးကတော့ပြန်ကောင်းလာဖို့ကခက်ခဲတာဘူးလို့ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဒီကာလမှာဘာကိုဖြစ်ဖြစ်သတိပြုစင်ရင်အတော်အလာအမိထိုင်ပြုမှုစင်ကျင်လို့အတွက်တော့လိုအပ်ကြောင်းပို့တခုရအောင်သာသမီးတွေကိုအကြံပေးပြရစီငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ ငွေကုန်ကြီးကြအများရသောကာလဖြစ်ပါတယ်။ကိုယ်ကြောင့်တော့ဟုတ်ပဲမိသားစုကိစ္စလေးတွေကြောင့်အိမ်တွင်းရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတာမျိုးလေးတွေမဖြစ်မနေသုံးရသောငွေကြီးကိစ္စလေးတွေကြောင့်ကို့မှာတစ်ခုခုကိုလုပ်မယ်လို့ကြံရတာတဲ့ငွေကြီးတွေရကနေပြီးတော့ site ပြီးတော့ရင်းနှီးသုံးလိုက်ရတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများတတ်တဲ့ service ရင်းနဲ့ပတ်သက်တာမျိုးလေးတွေခရီးသွားလာမှုဆိုင်ရာလုပ်ငန်းလေးတွေကြောင့်ငွေကုန်ကြီးကြအများရကတ်သောကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါဝင်ငွေဟာထွက်ငွေနဲ့မမျှတာခြင်းမျိုးလေးတွေအနေငယ်ကြုံရတတ်ပြီးတော့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော့တွေ့မှာအဲဘယ်ကနေအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ် င်းနေတတ်တဲ့ကာလဖြစ်တဲ့တော့ငွေကြီးကံအနေနဲ့ဆိုရင်တော့အနည်းငယ်ဒီအားနေတော့ကာလအနည်းငယ်ဒီခྱི་သွားစိတ်လေးတွေကြောင့်ဘာရရစိတ်လေးတွေကြောင့်ငွေကြီးနဲ့ပတ်တိုင်းအဖတ်မတင်တာမျိုးတွေအနည်းငယ်ကြုံဝါတတ်တော့ကြောင့်လက်ခွာတော့မိစုများတတိပြုစင်ကြရတော့လိုအပ်ပါတယ်စကားလက်လို့ပြောတာမျိုးလေးတွေခရီးရီလို့စကားပြောတာမျိုးလေးတတိပြုစင်ကြပြီးဖို့လိုအပ်ပြီးရခါဘာကိုဖြစ်ဖြစ် စနလိုကရှင်လဲလျှောက်တာပြားလဲဆွဲတာဆိုတော့ပြောဆိုနေပါလုပ်ငန်းကိစ္စအလုပ်ကိစ္စတပူလဲကိုကမတိကြမရရသေးဘူးလုံမယ်မလုံမယ်ဆုံးဖြတ်တာတက်စားလို့ရှိရင်အကြောင်းပြပေးမယ်လို့ပြောလိုက်တာမျိုးလေးတွေသူမဟုတ်ရင်တည်တည်ချာချာစဉ်းစားပြီးတော့ဆောင်ရွက်တာမျိုးလေးရပုံမှုပြီးတော့ဒီလိုမျိုးစကားပြောဆိုမှုတွေနဲ့လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိကံကမိမိရဲ့ ငွေကြီးကအလောက်ကန်နဲ့ပတ်သက်လာလို့ရှိရင်ဘာကိုဖြစ်ဖြစ်ကျင်းတည်အခေချာလို့မရသေးတော့ကာလဖြစ်ပြီးတော့အလောက်ရှာနေသူတွေအလောက်သေးတွေ့နိုင်လို့ပဲဆိုနေရာထိုင်ခင်းအသက်တွေအပြောင်းလဲအသက်လေးတွေနဲ့ရှာတာကပုံမှုအသာကောင်းမှုပြီးတော့ရှိနေတဲ့အလောက်ကိုပုံမှုကျိုးစားတာမျိုးဟာအားနည်းစေတော့အပတ်တာကာလပိုက်ချာဖြစ်ပြီးတော့လက်ရှိရှိနေတဲ့လုပ်ငန်းကိန်းကအလောက်ကိစ္စနဲ့ပတ်သက်ပြီးတော့လဲဆနာလို့စိတ်တက်ဘုံမကြဖြစ်နေတာမျိုးစိတ်တိုင်းမကြဖြစ်နေတာမျိုးလေးတွေပြောင်းတော့လဲမတရားမကြီးရတာမျိုးလေးကြောင့်လက်ရှိမှာကံရဲ့အထက်အငော့အကြံ့ကြလေးတွေဒီအပတ်မှာအနည်းငယ်လေးကြောအပ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်ဒီတပတ်တာတော်တွင်ဟာအရေးကြီးသောကိစ္စတွေကိုဆုံးဖြတ်ဆောင်ရွက်ရန်အတွက်တော့မတင်သော ကာလာလေးခေပါတယ်လို့ဆရာကပြောကြလိုက်ပြရစီအရှိပြီလူငယ်တွေငယ်အရှိနဲ့ပတ်သက်လာရင်တော့ဆက်ညင်ပါဗဟမမဆက်ညင်ပါဆိုတော့ကိုကအရှိခံခြင်းနဲ့မိမိရဲ့စိတ်လူကြီးကစစ်မပေးနိုင်တာမျိုးမိမိကအစိမ်မပေးနိုင်ဘူးဒါပေမဲ့တမီးကြီးကအစိမ်ယိုခြင်းတွေအားမျိုးကိုကအရှိရင်းနဲ့ပတ်သက်လာတဲ့အခါမှာကိုကဘလိုချင်တာတစ်ခုဖြစ်နေတာတစ်ခုဖြစ်နေတာမျိုးဒီလိုမျိုးလေးတောင်အရှိရင်းနဲ့ပတ်သက်ရင်တော့ဆက်ညင်ပါသွားနေတာမျိုးလေးကိုယ်ရဲ့ပြတ်တယ်ကိုပြောတာမျိုးပဲနဲ့သူက တောင်ဆိုကိုကမြောက်ဖြစ်နေတာနဲ့သူကမြောက်ဆိုကိုကတောင်ဖြစ်နေတာမျိုးလေအစီငေါ်မတက်တော့ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့မိစွေတို့အနေနဲ့အစီအင်းနဲ့ပတ်သက်လာရင်တော့လူငယ်များအနေနဲ့ကတော့ဘာဖြစ်ဖြစ်အဲစိုးရိမ်စရာတော့ជីတီမမမတွေ့ရပါမယ်စိတ်လိုမရလက်မရဖြစ်နေတတ်တော့အပတ်တာကာလာပိုက်စားဖြစ်ပါတယ်အင်းတော်ကြီးအင်းတော်ကြီးနဲ့ပတ်သက်ရင်တော့အင်းနွေးရဲ့ကိစ္စလေးပဋိပက္ခလေးနည်းနည်းလေးဗုဒ္ဓဘုရားသာသမီဒီတပတ်ကံညံ့နေတယ်လားနော်အင်းတော်ကြီးအင်းနွေးရဲ့နဲ့ပတ်သက်လာရင်တော့မိသားစုကိစ္စလေးတွေအင်းနွေးရဲ့ကိစ္စလေးနှိမ့်နိုင်မရတာမျိုးလေးတွေတယောက်နဲ့တယောက်တူးနဲ့တူးမျက်နှာချင်းဆိုင်ကို အဲနည်းနည်းလေးစိတ်တိုင်းမကြနေတာမျိုးပြောင်းနေပြောင်းတူးနေတူးနည်းနည်းလေးနားလည်မှုလွဲနေတာမျိုးလေးကြုံရတဲ့တော့ကာလဖြစ်ပါတယ်အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးဒီမှာကန်ဒီယာရဲ့အထင်ပေါ်လေးကြံ့ကြံ့လေးကြုံရတဲ့အတွက်တော့အတိထားစင်နေပြရလိုအပ်ပါတယ်အမွေကိစ္စတွေအမှုကိစ္စတွေမှာဖြစ်နိုင်ရင်ကိုကဖြစ်နိုင်ရင်ဝင်မပါပါနဲ့တရားရုံးကိစ္စစင်ဒီစီရဆိုင်ရာကိစ္စတွေမှာတော့တတိထားစင်နေရလိုအပ်ပါတယ်နေရာခိုင်ငင်းအစ်အိုးအိမ်အစ်ချစ်သူဆောင်ရွက်လှုပ်ဆောင်မှာအိုးအိမ်ချမ်းမီနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တာမျိုးလေးတွေအိမ်ဆောက်တာမျိုးလေးတွေ အခြေတို့ဆောင်ရွက်လောက်ဆောင်သူကောင်းတော့ကလာပိုင်ဆိုင်ဖြစ်ပြီးတော့အိမ်တွင်းရင်းနဲ့ပတ်သက်လာလို့ဆိုရှင်တော့တူနဲ့တူတယောက်နဲ့တယောက်ဖြစ်နိုင်လို့ရှိရင်ဒီပြည်လေးလေးနိုင်နာမျိုးတွေကိုလောက်ဆောင်ပြီးလိုအပ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ်မိမိရဲ့အနေနဲ့မိမိရဲ့အတွေးခေါ်အကြံစီမှန်လမ်းများကိုလက်ရှိမှာမှန်တယ်လို့သတိချမယုံကြည်ပဲနဲ့ နည်းနည်းလေးအရှင်ကာလာတကူကိုစောင့်ကြည့်ဆုပ်ဖြတ်တာအကန့်ကောင်းစီမဲ့ကာလာဖြစ်တယ်ဒီအပတ်တာတော့ဒီမှာဗုဒ္ဓဘုရားတော်သမီးကြီးအဝါရောင်လို့မူပြရောင်လို့နော်ပြီးတဲ့အခါစင်စွဲရောင်လို့ဟာမစ်စီလို့တော့ကံကိုတိုးတက်ကောင်းမှုစီပြီးတော့ဂျာစာပိသသမီးတောက်ကြသသမီးကြီးရဲ့အကူအညီကိုရရှိအောင်စွမ်းဆောင်တာမျိုးတွေဟာကံကိုတိုးတက်စီပြီးအကျိုးပေးတော့အရက်ဟာတောင်ဆွဆွရဖြစ်ပြီးတော့အဲ အကျိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့10 20 30အစရှိတဲ့10ပြည့်ရပြီကဏ္ဍနေရာအကျိုးပေးပါတယ်မိတ်ဆွေတို့ရဲ့အဲအရေးကြီးတော့ကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုရတဲ့အခါကျလို့ရှိရင်မိမိအိမ်ကမထွက်မီမြတ်စွာဘုရားမှာအမွေးနံ့တာလေးဆိုဖျံပြီးလိုရာကိုတောင်းစုပြုပြီးတော့သွားပါဒါဆိုရင်အစဉ်ပြီးအောင်မြင်သွားမှာအသေးကြပဲဖြစ်တဲ့အဆက်ဆက်ရေးကအစဉ်ပြီးစီရင် မျိုးမီဆီယံငနာပြည်တယ်မြေကြီးခွန်ကိုတုံညာနစ်ဘူးတုံညာလေးတစ်ချောက်790 290 410ဝါတာတယ်လီဂရမ်မှာဖြစ်စီ Viber နံပါတ်06 3 5059မှာဆက်သွယ်မိများနိုင်ကြောင်းနဲ့အဆက်ဆက်ရရအဆင်ပြေပြီးငွေကြီးကံအကောင်းစီမှုတွတ်တော့တူတူတွတ်တော့ပဲပြလိုက်ပါမယ်ရတေးဥကန်ကြီးရဲ့ဒနာတိတ်ချီလို့ခေါ်တဲ့အရငံဘဟီအန်ဒါဇီယံသူကနေအဲ့ဒီ၄ယောက်မဲကိုတနေ့ကို28ခေါက်တီတီရွတ်ပါကငွေဝင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲကံညက်နဲ့အပတ်နောက်တစ်ပတ်မှဆရာတို့ကံကောင်းရင်း